သားကတော့ပြည်တွင်းပွဲတွေမှာတော့သူကဟိုအသက်၈နှစ်အောက်မှာသူချန်ပီယံရပါတယ်အသက်၉နှစ်အောက်ပြိုင်ပွဲမှာလည်းပြည်တွင်းတဲ့တိုင်အားလုံးမှာသူချန်ပီယံရပါတယ်ပြည်တွင်းပွဲတွေမှာတော့ကလပ်အသင်းတွေရောပါရောမပြောတော့ဘူးဆယ်စုတော့ကျော်တယ်ကျော်တယ်နော်နော်ဟုတ်ချက်ချိုးတဲ့ဆိုရင်အာလမ်းမေးလို့ပဲကွာပြင်းတို့တွေကအဲ့လိုမျိုးဆိုတော့အဲ့လိုရှိခဲ့တာအခုကျတော့အဲ့လိုမဟုတ်တော့ဘူးပေါ့နော်ကမ္ဘာမှာအစဒီအနောက်နိုင်ငံတွေမှာအကုန်လုံးဆိုရင်ဒီချက်ကိုပညာရေးနဲ့မှာမှာပါ မဖြစ်မနေထည့်သွင်းလာပြီပေါ့အဲဆိုတော့ဟိုမိဘတွေအနေနဲ့မြေတောင်မြောက်ဝေးတဲ့ထိုးမယ်ဆိုလို့ရှိရင်လည်းကိုနီးစရာကနေပြီးတော့ဆက်သွယ်စုံစမ်းပြီးတော့ online ကနေဆက်သွယ်စုံစမ်းပြီးတော့ထိုးလို့ရပါတယ်မြေတောင်မြောက်ပေးတက်ပါတယ်ကျွန်တော်ကတော့အဲ့လိုယူဆပါတယ် ီးပြိုင်တာအဲဒီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားစစ်တွင်ပြိုင်ပွဲဆိုပြီးတော့လေဒီနှစ်မှာဆက်လုပ်တဲ့ပြိုင်ပွဲလေးပါဒီစစ်တွင်ပြိုင်ပွဲကလေဟိုစစ်တွင်မှာဟိုသုံးမျိုးရှိတာပေါ့အ мян ထိုးအ мян ထိုးပေါ့ plus ပေါ့နောက် rapid ဆိုပြီးတော့ကျော်မိနစ်20လောက်ထိုးရတဲ့ဟာရှိတယ်နောက် standard ပေါ့ standard ကတော့အခုပွဲအခုလုပ်တဲ့ပွဲကဒါ standard ပွဲပေါ့ standard ပွဲကြတော့ ီအနည်းဆုံး3နိုင်ရနေ4နိုင်လောက်ထိထိုးရတဲ့ဘွဲမျိုးပေါ့တပွဲကိုအာဒါမလုံတာလဲကြာပြီဒီ standard ဘွဲရတော့လေအဲ့ဒီဘွဲဒါပထမဆုံးလုံတဲ့ဘွဲပေါ့ဒါတသားလာပြိုင်တာပါသူတို့ကဟို open တိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအသက်ဆိုရင်အသက်ဆိုရင်60ရန်80ရန်လောက်ထိပါတယ်အသက်အကြီးဆုံးဆိုတော့ဟောအသက်အငယ်ဆုံးကတော့အဲ9နှစ်အတည်းစထိုးတာပေါ့နော်တင်းတဲ့ဘွဲမှာလာထိုးတဲ့လူတွေကတော့လေအော်မြန်မာပြည်မှာဆိုတာတကယ်အတော်ဆုံးလူတွေကြီးပဲမြန်မာပြည်စွတ်တွင်လောကရဲ့အတော်ဆုံး ဆရာဆရာတွေဆရာလာထိုးကြတာပေါ့နော်ဟုတ်ချက်စီရဲ့ကောင်းကျိုးကတော့ကျွန်တော်တို့ဟိုဒီခေတ်ကာလမှာနည်းနည်းလေးတော့ပုံပြီးတည်လာကြပြီလေအာကျွန်တော်တို့ဆိုရင်အသာနဲ့နောက်ဆုံးဒီ chest stop ထိုးတာပေါ့နော်ဒီကက်ဆက်ဆန်နိုင်ငံမျိုးမှာ chest stop ထိုးတဲ့ခါကျတော့ထူးထူးဆန်းဆန်းတည်လာတာရှိတယ်ဗျာသူတို့နိုင်ငံတွေမှာဆိုရင်ဗျာ chest ကိုဒီမတင်မနေရ subject တစ်ခုနေတယ်ပေါ့နော်ကလေးတွေကိုចောင်းစာတွေမှာထည့်တင်တယ် ။ဘာသာရဲ့နေမှာထည့်တင်တဲ့အာတပတ်ကို2ရက်လောက်တော့ chest တင်ရတယ်ခလေးတွေက။အဲ့တော့ခလေးတွေကဒီ chest ထိုးခြင်းအဖြစ်ဒီတွင်းခေါ်စဉ်းစားတက်လာတယ်။နောက်အရှုံးကိုပို့ပြီးရင်ဆိုင်တက်လာတယ်။အဲဘလို့အနိုင်ယူရမလဲဆိုတာစိတ်ရှိရှိเออไส้ชิชิเนี่ยจู้ซ่าตัดลาတော့เนาะအဲ့ဒီဟာလေးတွေရှိတော့ဒီ chest ပြိုင်မွဲကို chest chest ထိုးတဲ့ဥစ္စာကိုမိဘတွေကခလေးတွေကိုညီတော်မြောက်ပေးတင်တယ်ဗျတကယ်တော့လေကျွန်တော်တို့လူငယ်နဲ့နှစ်ပေါင်းအစိတ်30လောက်ကဆိုရင်တော့ဒီ chest ထိုးရဲဆိုတာ ဟိုဒီကျွန်တော်မြန်မာလူမှုအနေပယ်မှာအဲ့ဒါလောက်ထိဟိုအရင်အမြင်မကျေအမြင်မကျေကြသေးဘူးပေါ့နော် chest shoulder ဆိုရင်အာလမ်းမေးလို့ပဲကွာပြင်းတို့တွေကအဲ့လိုမျိုးဆိုအဲ့လိုရှိခဲ့တာအခုကျတော့အဲ့လိုမဟုတ်တော့ဘူးပေါ့နော်ကဘာမှာအစဒီအနောက်နိုင်ငံတွေမှာအကုန်လုံးဆိုရင်ဒီ chest ကိုဒီကလေးတွေရဲ့ပညာရေးထဲမှာမှာ မဖြစ်မနေထည့်သွင်းလာပြီပေါ့အဲဆိုတော့ဟိုမိဘတွေအနေနဲ့မြေတောင်ပြန်ပေးတဲ့ထိုးမဲ့ဆိုလို့ရှိရင်လည်းကိုနီးစရာကနေပြီးတော့ဆက်သွယ်ဆောင်ရမ်းပြီးတော့ online ကနေဆက်သွယ်ဆောင်ရမ်းပြီးတော့ထိုးလို့ရပါတယ်မြေတောင်ပြန်ပေးတက်ပါလေကျွန်တော်ကတော့အဲ့လိုယူဆပါတယ်တသားကတော့ဒီပြည်တွင်းပွဲတွေမှာတော့သူကဟိုအသက်၈နှစ်အောက်မှာသူချန်ပီယံရပါတယ်အသက်၉နှစ်အောက်ပြိုင်ပွဲမှာလည်းပြင်းနေတဲ့အတိုင်းအားလုံးမှာသူချန်ပီယံရပါတယ် နောက်ဒီနိုင်ငံတကာပွဲတွေမှာလည်းသွားထိုးထားတဲ့အတွေ့အကြုံတွေအများကြီးရှိပါတယ်ဒီစင်ကူထိုးတယ်မလေးရှားထိုးတယ်နောက်ဆုံးတော့ဟိုစင်ကူမလေးရှားတော့ဒါအာရှအာရှဇုံပေါ့နော်အာရှအဆင့်ပေါ့နောက်သူနောက်ဆုံးထိုးခဲ့တာကတော့ဒီနောက်25ကုလပိုင်းမှာကမ္ဘာအဆင့်ကဇက်စတန်နိုင်ငံမှာသူပြန်သွားထိုးထားပါတယ်ဟုတ်ဆူဆူပေါင်းတိုးတယ်ဆူဆူကုလရှိတယ်အော်ဆူကတော့ ြည်တွင်းပွဲတွေမှာတော့ကလပ်အသင်းတွေရောပါရောမပြောတတ်ဘူးဆယ်စုတော့ကြော်တယ်ကြော်ရနော်ဟုတ်ကျွန်တော်ငငယ်တော့လည်းမတူဘူးကျွန်တော်ငငယ်တော့ကြာလို့မိဘတွေကအဲမင်းတို့ဒါလုတ်ပါဆိုပြီးတော့သူတို့ကဥဆောင်တယ်အာကျွန်တော်တို့နှစ်မှာလက်လက်ထက်မှာကြာတော့ကလေးတွေကို ဲကျွန်တော်တို့ကဥမဆောင်ဘူးသူတို့ဖြစ်ချင်တဲ့အာကိုကျွန်တော်တို့ကအနောက်အပတ်ပို့တယ်အရင်ခေတ်ကလူကြီးတွေကကျွန်တော်တို့ကိုကြတော့အဲသူတို့ဖြစ်ချင်တဲ့နေရာကိုသူတို့ကလက်ဆွဲခေါ်တယ်ပေါ့ဥမဆောင်ဖြစ်ချင်တဲ့မျိုးလောက်ကြကွာဆိုလက်ဆွဲခေါ်တယ်အဲကျွန်တော်တို့ခင်မှာကြာအဲ့လိုမဟုတ်သူဘဲဟိုလမ်းကိုရှောက်ချင်တယ်အနောက်အပတ်ပို့ပေးတာတွန်းပေးတာပေါ့နော်အဲတသားကြတော့ဒီသူ chest ထိုးကြည့်တယ်ထိုးကြည့်တယ်ဆိုတော့ဝါသနာပါလဲအစင်းမှာသူထိုးကြည့်တယ်ဆိုတော့ကျွန်တော်တို့ပြထိုးတယ်ပေါ့လေအဲ့ရနေသူကထိုးရင်းထိုးရင်းနဲ့ဟိုပွဲလေး90ပွဲလေး90ဆိုတော့ပတ်မိုးတယ်ပတ်မိုးရင်းပတ်မိုးရင်းနဲ့အဲ့လိုပဲသူ ြည်တွင်းဆက်ပြည်တွင်းဆက်နေပြည်ပဆက်ပြည်ပဆက်မှာလည်းအဲ့လိုအာရှဆုံးဆက်အာရှဆုံးဆက်နေနိုင်ငံတကာအဆင့်ပေါ့အဲ့လိုသွားတာပေါ့သွားတဲ့အခါမှာလည်းကျွန်တော်တို့ဟိုကုန်ကြစည်းတွေကတော့ဒီလိုပဲရှိတာပေါ့နော်သူခေတ်သူအခါနဲ့တော့ကုန်ကြတာပေါ့လေအဲကျွန်တော်တို့လည်းကျွန်တော်ဆိုလဲဟို ကိုမရှိတဲ့အလုပ်တွေကိုလည်းတတ်နိုင်တယ်လို့တော့ရွှေ့ပြီးတော့ခုသားသမီးဆိုတော့ပတ်မိုးခဲ့တာပဲပေါ့လေ။သူကလည်းဟိုတူတူစားလုပ်တယ်ဆိုတော့လည်းကျွန်တော်ကပတ်အိမ်ပေါ်ပတ်မိုးပေးရကျိုးလဲနဲ့တယ်ဆက်ပြီးတော့လည်းလုပ်ပေးဖြစ်နေတယ်ပေါ့နော်။အဲဒါကြောင့်အဲသူဉာဏ်ကြီးရှင်လေးကိုပဲခေါ်ကြတာနော်။အဲချက်ချိုးတဲ့လူတွေကတော့ဟိုတရားတော့ညာအလုပ်ပေါ့နော်အာကာယအလုပ်မဟုတ်ဘူးညာနာအလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့ကတော့ဟိုနိုင်ငံတကာမှာတော့သူတို့ genius လေးတွေလို့တော့ပြောတာပါပဲဟုတ်တသားမှာလည်းတကင်ချင်းတွေလည်းရှိတယ်လေ chess tour ပေါ့ tour ပဲလေးတွေသူတို့တွေအကုန်လုံးလည်းတော်ကြပါတယ်အဲဆိုတော့ဟိုဟိုတသားလည်းဒီထဲမှာလည်းသူလည်းဟိုဟိုအားလုံးနဲ့ထိုးနိုင်တယ်ပေါ့နော်လက်ရည်လည်းကောင်းတယ်ဆိုတော့ကိုကိုသားသားကသားကိုသားတယောက်ဖြစ်တာလဲဆိုတော့ဟိုဝမ်းသာတာပေါ့လေမိပါဆိုတော့လေ chess tour ကဝေကုန်ကြီးကြများပါဘူးအော်နိုင်ငံသားပွဲတွေမသွားရင်ပေါ့လေပြီးတော့သူတို့တွေက ဟိုအာယုံစူးဆိုင်မှုဒီဒီတစ်ခုထဲမှာလေတော်တော်လောက်ရတဲ့ခါကြတော့လေကလေးတွေအတွက်ဟိုအများကြီးကောင်းပါတယ်ဒီစိတ်ခွန်အားတွေညာနာခွန်အားတွေနောက်တစ်ခါဘဝရဲ့အခက်အခဲတွေကိုကြံ့ကြံ့ခံပြီးတော့ကြံ့ကြံ့ခံပြီးရှင်ဆိုင်တာတွေအဲစိတ်ရှိတိခဏာတွေဇွဲရှိတာတွေအဲ့ဒါတွေအများကြီးတိုးတက်တယ်အဲ့အဲ့ဒါကိုကျွန်တော်တို့ဒီအပြင်လောကမှာဟိုသင်ပေးဖို့ခက်ခဲတဲ့အရာတွေကိုဒီစစ်တွေ့ရရနေပြီးတော့ကလေးတွေကလေးလာလို့ရတဲ့ခါကျတော့လေ သူတို့ဒီစစ်တွေ့ရင်ထိုးတာကိုကျွန်တော်တို့ကအရင်အားပေးပါတယ်။တသားအားပေးတာအတွက်တော့အရင်ကျေးဇူးတင်ပါတယ်။ဟိုဟိုကျွန်တော်တို့လည်းတသားထိုးနိုင်တဲ့လောက်တော့ပတ်မိုးပေးနေအောင်ပါပေါ့။